ရစ်ဆိုင်ဆရာမ MMK ရေးသားသည် The Far Pavilion ဆောက်ကိုဆရာများတန်းတဲ့ဘာသာပြန်ဆိုသည်ရွှေပြည်တော်မြော်တိုင်းဝေးအခန်း65သူညံရဲ့ရှိသောအတန်များကြမှာပေါ်ထွက်လာသည့်တညတ်တန်တစ်ချက်ကြောင့်လူလူကြီးသည် ရုတ်တရက်ငြိမ်ကြသွား၏အိန္ဒိယပြည်တွင်အသုံးပြုလေးရှိသည့်နှလုံးပြူတညတ်တန်အင်္ဂလိပ်တပ်များတွင်သုံးသည့်ခင်မီရိုင်ဖယ်တညတ်တန်မဟုတ်ဤဒီကိုဝေါ်လီချက်ချင်းတီလိုက်သည်လူအုပ်ကြီးသည်ဆယ်ဆက်ကန့်လောက်ငြိမ်ကြသွား၏ ထို့ရရင်လူအုပ်ကြီးသည်ပြန်စုလာက တန်တဲဝင်းတဲ့သို့ အတင်းတိုးဝင်လာရင်တက်ဟေအကုံတက်ပြစ်အကုံတက်ဟုအော်လာကြသည် ထို့တိုင်ဝေါ်လီသည်ပြစ်မိတ်မပေးသည်ပြစ်မိတ်ပေးသည့်တိုင်သူ့အတန်းသည်ဒီမြဆူညံတောင်းချမ်းနေသောအတန်းများကို ဖောက်ထွင်းကြော်လွှားနိုင်မည်မထင်ထို့စဉ်ဆူဆူညံညံအတန်းတွေကြားထဲမှကာပိုင်တနက်တံများကိုကြားလိုက်ရသည်နောက်ဇက်တိုက်ထွက်ပေါ်လာသည့်ကာပိုင်တနက်တံများလူအုပ်ကြီးသည်ကြောက်ကြောက်လန့်လန့်ဖြင့်နောက်သို့ဆုတ်သွား၏ အချို့မှာအလဲလဲအကွဲကွဲဖြစ်ကုန်ကြသည်ထို့နောက်တနတ်တောင်းသံများတနတ်တွေယူကြဟိတနတ်တွေကိုယူကြဟူသောအော်သံများပေါ်လာသည်လူအုပ်ကြီးသည်လက်နက်တိုက်စီတို့ပြေးကြသည်အချို့ကမြေပြင်ဘက်ရှိသူတို့တပ်စခန်းတို့ပြန်၍လက်နက်ယူကြသည်တန်တဲဝင်းသည် အတန်ကြာမျှတိတ်ဆိတ်သွား၏ဝင်းထဲတွင်တန်အဖွဲ့ဝင်များသာကြံရင်ခဲ့ကြသည်တန်အဖွဲ့ဝင်များသည်ယခုမှပင်တပ်ပြင်းချနိုင်ကမိမိတို့ဘက်မှအကြအဆုံးကိုရည်တွက်ကြ၏ စုပူသူတို့ဘက်မှ900ယောက်မိမိတို့ဘက်မှမြင်းထိန်တယောက်မြင်းတက်သားမာလာစစ်မှာမြင်းဆောင်အနီးတွင်ဒံယာဖြင့်လဲနေသည်ကိုတွေ့ရ၏တို့ရရင်တန်내ဝင်းတဲ့သို့အရွှေတွင်တည်ဆုံသွားခဲ့သည်မာလာစစ်သည်မိမိတို့ဘက်မှလက်နက်မဲ့မြင်းထိန်ကိုတွား၍အကာအကွယ်ပေးရင်းသူ့သားချက်ဖြင့်စုပူသူ3ဦးကိုကြဆုံးစေခဲ့၏ကျန်စုပူသူ6ဦးအနက်မှ၄ယောက်မှာတနက်မှန်တည်ဆုံခြင်းဖြစ်ပြီးနှစ်ယောက်မှာလုံထွေးတပ်ပုတ်ရာတွင်တည်ဆုံသွားကြခြင်းဖြစ်သည် ညကြားဆောင်တပ်ဖွဲ့အဆောင်တမ9ဦးလည်းတရားရခဲ့ကြသည်ညကြားဆောင်တပ်သားများသည်တယောက်ကိုတယောက်လှမ်းကြည့်ကြသည်စင်စစ်အရေးခင်းသည်မပြီးဆုံးသည်ယခုမှအစသာရှိသေးသည်မကြမီရန်သူတို့ပြန်လာမည်မဟုတ်ချဒီတချီတွင်မူအာဖဂန်များသည်လက်ညက်များကိုယူလာကြတော့မည်ဝေါ်လီကတန်တဲ့ဝင်းတကားတွေကိုအားလုံးပိတ်ထားလိုက်တော့ပြီးတော့လမ်းကြားအဝတွေကိုလည်းပိတ်ထားလိုက်ကောက်ရိုးအိတ်တွေနဲ့ပိတ်ထားလို့ဖြစ်မလားကွာမိတယ်ဆိုရင်ချက်ချင်းလောင်သွားမှာပေါ့ ရင်းစာခွက်တွေပဲအိတ်တွေရှိရမဟုတ်လားအဲ့အရင်းကြီးအကုန်ပိတ်ထားပြီးတော့ခန့်တက်တဲ့တိုင်းတွေမှာလည်းအပေါက်တွေဖောက်ထားလုံးစရာရှိသည်တို့ကိုခတ်တုတ်တုတ်လောက်ကြရသည်တန်သေးတွင်ရှိသည့်အရာရှိများအစီကံများမြင်းထိန်များစစ်သားများအရက်သားများသည် အသက်ဘေးကိုကာကွယ်ရန်အတွက် အပြေးအလွှားလောက်ကြရသည် ဝင်းတင်လှဲလွများကိုဆွဲ၍လမ်းပိတ်ခြင်းလက်ညက်ခဲရဲမိကြောက်တက်တာအလွတ်များယုံမုံထဲ့သည့်စီကြီးများထင်းများကုန်းနှီးများ ရွက်ပြင်တဲများမိုးကဖြင်းများစသည့်ရသမျှအရာများဖြင့်လမ်းကြားများကိုပိတ်ဆို့သည်တန်တဲကြိုင်းများတွင်အပေါက်များဖောက်သည်ရန်သူအလောင်းများကိုတန်တဲဝင်းတောင်းရှိဂိုးတောင်တစ်ခုတည်းသို့ပြစ်ထည့်ထားလိုက်ပြီးမိမိတို့ရဲဘော်နှစ်ဦး၏အလောင်းကိုအမာဒင်၏အခန်းထဲသို့ပြောင်းထားလိုက်၏အာဒဲတန်ရင်မှတပ်သားများသည်အကြောင်းမရှိဘဲတန်တဲကိုဝင်ရောက်တိုက်ခိုက်ကြကြောင်းမိမိတို့ဤလုံုံကြီးကိုတာဝန်ယူရမည်ဖြစ်ကြောင်းဖြင့်ဘုံမူကာဗန်နာတွေကစော်ပွားထံလွှတ်၍အကြောင်းကြားလိုက်သည် စေတမန်များပြန်မလာမီတွင်ဘုံမူကာဗနာရီသည်တန်တဲ့ခေါမိုးပေါ်တွင်ပရိဘောဂများကိုတင်ကယာယီအကာအကွယ်လုပ်သည်တို့ရရင်စော်ဘွားထံသို့လွှတ်လိုက်သည်သူစေတမန်များသည်ပြန်ရောက်မလာကြတော့အာဖဂန်စော်ဘွားသည်ဘုံမူကာဗနာရီလွှတ်လိုက်သည့်စေတမန်ကို အခန်းတစ်ခန်းထဲသို့ပိတ်လောင်ထားလိုက်ခါစောင့်နေရန်ပြောပြီးနောက်ဟော်နမ်းမှအစီတော်တယောက်ကိုတန်တဲ့သို့လွှတ်လိုက်၏တန်အဖို့အများဤလုံခြုံရေးအတွက်ပြင်ဆင်လျက်ရှိကြောင်းစာရေးအကြောင်းကြားလိုက်တော့လေညီသည့်အဆောင်အရှောင်းမှရောက်မလား အခြားသူများကလည်းပြင်ဆင်မှုများကို လုပ်နေကြသည်ဒေါက်တာကယ်လီသည် အထံသမားများခံတမာများဇပွဲတို့များ၏အကူအညီဖြင့်အရာရှိရိတ်တောင်အောက်ထပ်ကိုရှင်းနေကဒဏ်ရာရသူများကိုထားရန်ခွဲစိတ်ကူတောက်မှုများကိုပြုလုပ်ရန်ပြင်နေ၏ဝီလျံမှာအထံသမားများအကူအညီဖြင့်လက်နက်ထားသည့်ရွက်ပြင်တဲကိုပြောင်းရွှေ့ခြင်းအရေးကြီးသောပစ္စည်းများကိုတန်တဲသို့ပြောင်းရွှေ့ခြင်းစသည့်အလုပ်များဖြင့်ရောက်ရက်ခံနေသည်ထိုပစ္စည်းများကို ရိုင်ဖယ်ကြည်စံညင်ဝေးသည့်တန်တဲ့အခန်းတွင်းများတွင်နေရာချထား၏တန်တဲ့ဝင်းပပတ်လည်းတောင်ကုန်းများပေါ်ရှိအိမ်များမှနေ၍ဝိုင်းပစ်နိုင်သည့်အတွက် ထို့သို့လုံကြုံရာသို့ပြောင်းရခြင်းဖြစ်၏တို့ရတွင်ထိုအိမ်များအနက်အိမ်တအိမ်ရှိပရင်းပေါင်းမှငယ်သားဆောင်တပ်ဖွဲ့ဝင်တဦးစောင့်ကြည့်နေသည်ကိုကသူတို့မသိကြသည်တန်တဲ့ဝင်းထဲသို့ဝင်၍မရတော့သည်ကိုသိလာသည့်အခါတွင် HD ဘာလာဟီစာနမ်းမြုပ်ခံတတ်သည့်ဝင်ရှိအိမ်မှသူယုံကန်းသို့ပြန်လာခဲ့ကပရင်းပေါင်းမှနေ၍ တန်တဲ့ဝင်းနေရှိမြင်းဆောင်များကိုအာဖဂန်စစ်သားများဝင်ရောက်လူရဲကြသည်ကိုလှမ်းကြည့်နေသည်တန်တဲ့ခေါမိုးပေါ်တွင်တန်ခမောက်ဖြူ frog coat အင်ကြီးကိုဝတ်ထားသည်အရက်မြင့်မြင့်လူတစ်ယောက်သည်အမိုးအစွန်သို့လျှောက်သွားကာစူညံတောင်းကျန်းလျက်ရှိသည့်စစ်သားအုပ်ကြီးကိုကြီးငိမ်စွာ စကားပြောနေသည်ကိုလည်းမြင်ရ၏ ash သည်ဘုံမှုကာဗန်နာတွေကိုတရှောင်းလုံးညံ့ညောမတဲ့ခဲသူ့သဘောထားကိုလည်းမကြိုက်ခဲသို့ရာတွင်စူညံတောင်းကျန်းလျက်ရှိသည့်လူအုပ်ကြီးကို ခေါင်းအေးအေးအင်ဂျီရီရရဖြင့်ရင်ဆိုင်သည်ကိုမြင်ရသည့်အခါတွင် H သည်သူ့တက်တီကိုချီချူမိသည်ဟုတ်တယ်ဝေါ်လီပြောတာမှန်သားပဲဒီလူဟာတက်တီကောင်းသားပဲဒီပြဿနာကိုသူဖြေရှင်းရင်ပြေလည်သွားမှာပါဟုတ် H တွင်နေသည်ငမ်းမြုတ်ခန္တာကုန်းပေါ်မှနားထောင်နေအောက်ကျရင်တန်တဲဝင်းခေါင်းမိုးပေါ်မှဘုံမှုကာဗက်နာရီပြောနေသည့်စကားလုံးများကိုတဲတဲကွဲကွဲကြားနေရသည်ခဏကြာနေဘုံမှုကာဗက်နာရီသည်တန်တဲခေါင်းမိုးပေါ်မှပြန်ဆင်းသွားသည်ကိုမြင်လိုက်ရ၏ ရင်းဆောင်တဲ့သို့ဝင်းနှုညေသောတသားများကိုလည်းမြင်ရသည်။နောက်များမကြာမီဆိုရင်စူပူသူများသည်တန်တဲပေါ်သို့ယောက်ကြတော်မည်။အာဖဂန်များသည်တကောင်များကိုထုတ်ကာတွေ့ရလူများကိုတတ်ကြတော်မည်။စူညံညီသည့်အတန်များကြောင့်သူအခန်းတကာကြွေကနေမြည်တံကိုမကြားလိုက်ရသေးတိုင်းအခန်းထဲသို့လူတစ်ယောက်ဝင်လာသည်ကို H သိလိုက်သည်။ H သည်နောက်သို့ခြာကနေလှည့်ကြည့်လိုက်၏။ဝင်လာသူက သူ့အိမ်ရှင်ဘဟာဒူးခန်။ဘဟာဒူးခန်သည်မွန်ရှိ၏အိမ်သို့တကားမြမလာစဖူး။ သူ့ကိုကြည့်လိုက်သည့်အခါတွင်ဖုန်တွင်အလင်းလင်းကပ်လျက်အဝေးအစားဆုပ်ပြက်လျက်ခြေောက်တွင်လည်းဖက်ညက်မပါအမောတကောပြေးလာသည်ပုံဘလို့ဖြစ်လာတာလဲဒီကိုဘလို့လုတ်ပြီးရောက်လာတာလဲဘာဟာတုကန်သည်တကားကိုနောက်ပြန်ပြေး၍မှီရက်လိုက်ရင် အားရတဲ့ရင်ပုံကန်ပြီးဘူချုပ်ဒါဝေရှားကိုတတ်သွားကြတယ်နောက်ပြီးစော်ဝါစီကိုလာစားတောင်းမုံလက်မြုပ်ခံတက်စီကိုချီတက်သွားကြတယ်လို့ကြားလို့ဒါပေမဲ့စော်ဘောမှာပတ်စံမရှိတာဘာကိုသွားပြီးမှလဲ ဒီကောင်တွေတန်သေးကိုဝိုင်းမယ်ထင်လို့အချိန်မီသတင်းပေးရအောင်တန်သေးကိုပြေးတာဒါပေမဲ့ကျွန်တော်မမီလိုက်တော့ဘူးဒါနဲ့ကျွန်တော်ကသူတို့ကိုဒီလိုမလုပ်ဖို့ပြောတော့သူတို့ကကျွန်တော်ကိုတစ္ဆာဖောက်တဲ့ပါရင်ကီနောက်လိုက်ဆိုပြီးဝိုင်းရိုက်ကြမယ်လို့လို့ထွက်ပြေးလာခဲ့ရတာခုတခင်ဆက်စီကိုလာလာလဲဒါကိုပြောဖို့လာတာတခင်ဆက်ဒီအခန်းလေးကမထွက်ပါနဲ့ဒီမှာပဲနေပါပြီးတော့ကျွန်တော်ဟာနေကြားဆောင်တက်ကပင်စင်စားနေရတယ်ဆိုတာလဲသိရလူတွေကသိနေကြတယ်ဒါကြောင့်ကျွန်တော်အိမ်မပြန်ရဲဘူး ။လမ်းမြို့ထဲမှာရှိတဲ့ကျွန်တော်မိတ်ဆွေတယောက်အိမ်မှာခဏနေလိုက်အောင်မယ်။မှောင်မပြန်မယ်။တခင်ဆက်လည်းဘယ်ကောမှမသွားပါနဲ့။ဟောပြက်ကုန်မြန်ပြီထင်တယ်။တန်တဲ့ဝင်းဘက်စီမှာကာပိုင်တနက်တန်ပေါ်လာသည်။ဘာဟာတွေ့ခံသည်ပရင်းပေါက်အနားတွင်ရက်နေသည် HN ကြီးတို့ပြေးလာကအောက်သို့ငုံကြည့်လိုက်၏။ကလူများတကောက်များကိုကင်ဆောင်ထားကြသည့်အာဖဂန်များသည်တန်တဲဝင်းတဲ့သို့အတင်းဝင်လာကြသဖြင့်နေကြားဆောင်တက်စုသည်တညံများဖြင့်ပြစ်ကြရသည်။ဤတွင်အာဖဂန်များသည်စုပ်ပြေးကြသည်။တို့ရရင် သူတို့စုပ်ပြေးခြင်းမှာအကောင်းမဟုတ်။ရင်းစိတ်တက်ညများရိုင်ဖယ်များကိုပြန်ယူကြခြင်းဖြစ်သည်။ခဏကြာနေသူတို့ပြန်လာကြအောင်မိမှသေးကြသည်။ပြစ်ကြခတ်ကြတော့မယ်ထင်တယ်။တခင်ဆက်ကဘဲကိုသွားမလို့လဲ။ဘဟာဒူးကန်ကအမေသည်။ဟော်နန်ရဲ့ကိုသွားမယ်။စော်ဘွားကိုသွားပြောမှဖြစ်မှာပေါ့။ဘဟာဒူးကန်က သူ့လက်မောင်းကိုလှမ်းဆွဲလိုက်ရင်ပြောရမယ်ဆိုတာတော့ဟုတ်ပါရဲ့။ဒါပေမဲ့တခင်ဆက်သွားပြောလို့ဘဲဖြစ်ပါမလဲ။ကျွန်တော်ကိုယ်တော်ရန်ရှာရင်တခင်ဆက်ကိုလည်းဘဲနေပါမလဲ။တပ်ပြစ်ကြမှာပေါ့။ ပြီးတော့ခုလောက်ဆိုရင်ဘုံမှုကဗန်နာတွေကလည်းစော်ဝါးစီကိုအကြောင်းကြားပြီးလောက်ပါပြီ။တခင်ဆက်သွားဖို့မလိုတော့ပါဘူး။ဒီလိုဆိုရင်ကျုပ်တန်တဲ့ဝင်းတဲ့ကိုဝင်ပြီးသူတို့နဲ့အတူတိုက်မယ်။နေသားဆောင်တပ်ဖွဲ့ဟာကျုပ်မိခင်တပ်ဖွဲ့ပြ။စော်ဝါးကစစ်ကူမပေါ်ရင်ကျုပ်တို့လူတွေအကုန်သေကုန်းနိုင်မယ်။ထောင်ချောက်ထဲရောက်တဲ့ကြွက်တွေလူသေကုန်းမှာ။တခင်ဆက်မသွားပါနဲ့။ဟုဘဟာဒုကန်ကအတင်းဆွဲထားသည်။ဒီအတိုင်းလက်ပိုက်ကြည့်နေရတဲ့ထတော်တိုင်ရင်သေးသွားတာကောင်းတယ်ဘဟာဒုကန်။ကျုပ်ကိုမဆွဲပါနဲ့။ကျုပ်သွားရလိမ့်မယ်။ ဒီလိုဆိုရင်တခင်ဆက်ရဲ့မိမကိုရောသူ့ကိုထက်မစင်းစားတော့ဘူးလားတခင်ဆက်သေးသွားရင်ဘယ်နဲ့လုံးမလဲဇူလီ ash ဘက်ဆက်မရောင်ရမ်းထွက်သွားက ash ဒီငြိမ်ကြသွား၏ဟုတ်သည်ဇူလီကိုသူမေ့နေခဲ့သည် ရုံးရင်ဆန်ခတ်ဖြစ်နေကြသည်ကိုကြည်ရင် သူ့ရဲဘော်များအတွက်စိုးရိမ်နေသဖြင့်ဇူလီကိုပင်ထက်မစင်းစားမိခဲ့သူစိတ်သည်ဝေါ်လီနှင့်ညဲချားဆောင်တပ်ဖွဲ့ဝင်များထံရောက်နေသည်တခြားပါကိုမျှမစင်းစားမိဇူလီအကြောင်းကိုပင်မစင်းစားမိ ဒီမှာသူ့ဆွေမျိုးတို့ဘာလို့လဲမရှိဘူးလေပြီးတော့သူ့တိုင်းပြည်လည်းမဟုတ်ဘူးတခင်ဆက်မရှိတော့ရင်သူလည်းဒီမှာဘယ်ငြိချင်တော့မလဲသူ့တိုင်းပြည်ကိုသူပြန်ချင်မှာပေါ့အဲ့ဒီအခါကျတော့သူဘက်ညက်လို့ပြန်မလဲဒီမှာလူစိမ့်သူစိမ့်ညွေရမှာလဲညီလို့မဖြစ်တခင်ဆက်သူ့အတွက်စီစဉ်ခဲ့ပြီးပြီလားသူ့အတွက်စဉ်းစားစရာရှိတာအက်ကသူ့လက်မဆောင်ရွေရုံထွက်လိုက်သည်ဟုတ်တယ်ကျုပ်ဟာကျုပ်ရဲဘော်တွေအတွက်တွေးပြီးစိုးရိမ်ကြီးခဲ့တယ်သူတို့အတွက်ပဲစဉ်းစားခဲ့မိတယ်သူ့အကြောင်းကိုဘာမှမစဉ်းစားမိခဲ့ဘူး ဒါကြောင့်ကျုပ်မှာအပြစ်ရှိတယ်။ဒါပေမဲ့ဗဟာဒုခံကျုပ်ဟာစစ်သားတယောက်။သူဟာစစ်သားရဲ့မယား။ပြီးတော့စစ်သားရဲ့မြေးစစ်သားတယောက်ရဲ့တာဝန်ကိုစွန့်ပြီး သူ့ဘက်ကိုအလေးတင်ရမယ်ဆိုရင် သူကလည်းလက်ခံမှာမဟုတ်ဘူး။သူလည်းရာဇပုတ်နယ်သားရဲ့သမီးပဲ။ဒါတော့သွေးမကြောင်ပါဘူး။သူနားလေပါတယ်။ကျုပ်ကြသွားလို့ရှိရင်ဒီအတိုင်းသူ့ကိုပြောလိုက်ပါ။ကျုပ်တည်သွားရင် ခမရတို့ဂူဘတ်တို့နဲ့နေသားဆောင်တပ်ဖွဲ့ကသူ့ကိုစောင့်ရှောက်ကြလိမ့်မယ်ပေါ့။ဟုတ်ပါပြီလေ။ဒါအတွက်တော့စိတ်ချပါ။ ဘဟာဒုခန်သည် တကားစီတို့မတိမတားလျှောက်သွားကအပြင်တို့လှစ်ခနဲထွက်လိုက်ပြီးနောက်အပြင်မနေ၍တကားကိုပိတ်လိုက်သည်အက်ရှ်တကားစီတို့ပြေးလာသည့်အခါတွင် အပြင်မတော့သည်ပိတ်သွားလိမ့်ပြီဘဲကိုမျှထွက်၍မရတော့တကားကအခိုင်အခန့်ပရင်ပေါက်ကလည်းတန်တိုင်းတွင်နှင်းအက်ရှ်သည်တကားကိုတဘုံဘုံမြည်အောင်ထုကဘဟာဒုခန်ကိုအော်ခေါ်သည်တော့ကလောက်မှတော့နှုတ်တန်ကိုကြားလိုက်ရ၏ထို့နောက်တော့ပေါက်မှနေ၍ဘဟာဒုခန်ကလေတန်အေးအေးဖြင့် ီမှာနေတာပိုကောင်းပါတယ်သခင်ဆက်ကျွန်တော်လဲကျွန်တော်မိတ်ဆွေအိမ်သွားလိုက်အောင်မယ်အားလုံးအေးအေးဆေးဆေးဖြစ်တဲ့အခါကျတော့ကျွန်တော်လာဖွင့်ပေးလှည့်မယ်အဲ့ဒီအခါကျတော့ကျုပ်ရဲဘော်တွေအားလုံးသေကုံရော့ပေါ့ဗျဟူအက်ရှ်ကဒေါသတကြီးဖြင့်ပြန်ဩသည်ဒါတော့အလားရဲ့အလိုတော်အတိုင်းပေါ့လေဘယ်တက်နိုင်မှာမလဲအက်ရှ်ဒီတကားကိုတဘုံဘုံထုနေရမှအရက်ခါလေပြော့ကလေးဖြင့်တောင်းပန်သည် အပြင်ဘက်မှဘာသမ်းမြမကြရတော့ဘာဟာဒုက္ကံသည်ထွက်သွားလောက်ပြီအခန်းကကျင်းသည့်တိုင်းထူထူခိုင်ခိုင်ခန့်ခန့် တန်တိုင်များကိုချိုးဖြတ်ဖို့ဆိုဒီမှာဘယ်နည်းနည်းမှမဖြစ်နိုင်။စော်ဝါးကိုတော့ပြောရင်သူမဟုတ်ဝေါ်လီယိုနဲ့အတူဝင်ရွေးတိုက်ရန်ဆိုဒီမှာလည်းမဖြစ်နိုင်တော့။ဇူလီထန်တို့ပြန်မှုရန်လည်းမဖြစ်နိုင်တော့။မိမိဒီလဲတန်အဖွဲသားများကဲ့သို့ပင်လောင်ပိတ်မိနေပြီ။စော်ဘွားကစစ်တပ်များပေးပို့ခြင်းမပြုရင်တန်ကိုယ်စားလှယ်အဖွဲဝင်များသည်စူပူတောင်းချနေသော အာဖဂန်တပ်သားများ၏လက်ခုပ်ထဲကရေးတပွဲဖြစ်ကြရတော့မည်။တို့ရရင်စော်ဘွားသည်ဘာမှမလုပ်သေး။စော်ဘွားရာကွက်ခံသည် သူ့ဘိုးတော်ဒူးမမကဲ့သို့လုပ်ရည်ကံရည်ရှိသူမဟုတ် သူ့ခမဲတော်ရှားအလီကဲ့သို့လည်းကြံရည်ဖန်ရည်ရှိသူမဟုတ်လှုပ်ချင်သည်ဆိုရင်ရာကွက်ခံတွင်လှုပ်စရာတွေအများကြီးသူ့လက်နက်တိုက်ထဲတွင် rifle ခဲယမ်းမီးကြောက်တွေရမ်းမုံတွေအပြည့်ထို့ပြင်ညံမြုတ်ခံတပ်ထဲတွင်သူ့ကိုတစ်ဆာခံသည့်တပ်သား2000ကျော်လောက်လည်းရှိသေးသည် သူအမိတ်ပေးလိုက်သည်ဆိုရင်တပ်များသည်ညံမြုတ်ခံတပ်ကိုပိတ်လိုက်ကြမည် လက်နက်တိုက်ကိုပိတ်လိုက်ကြမည် ယခုမူစော်ဘွားရာကွက်ခံသည်ထို့သောမဟုတ်စူပူသူများကလက်နက်တိုက်များကိုဖောက်ထွင်းကအထဲမှလက်နက်များအားတောကြောင်များအားထုတ်ပေးညီသည်ကိုထို့အတိုင်းကြည်ညီသည်တပ်သားတရာလောက်ကိုအမြောက်နှက်လက်လောက်ဖြင့်တန်တဲသို့လွှတ်လိုက်ရင်စူပူနေသည့်ထိုလူအုပ်ကိုအလွယ်တကူဖြင့်ထိန်းနိုင်သည်တို့ရရင်စော်ဘွားရာကွက်ခံသည်သူအကာအကွယ်ပေးမည်ဟုဆိုသောဧည့်သည်များ၏လုံခြုံရေးထက်သူလုံခြုံရေးကိုသာကြည်ညီသည်ကြံရည်ဖန်ရည်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ရာကုတ်ခန်သည်စော်ပွားတူအစိုးရတပ်ဖွဲ့ဤအကြီးအကဲအာဖဂန်နစ္စတန်ပြည်ဤအရှင်သခင်သူမပေးသော အမိန့်ကိုဘယ်သူမှမပေးရဲမူမတ်များသည်စော်ပွားဤအရေးအခြေကိုကြည်ညိကြရသည်ဗြိတိရှတန်အဖွဲ့ခေါင်းဆောင်ဘိုမူကာဗက်နာရီကတန်အဖွဲ့ကိုကာကွယ်ပေးရန်တောင်းဆိုလာသည့်အခါတွင်အကာအကွယ်ပေးရန်ပြင်ဆင်နေသည်ဟုသာအကြောင်းပြန်လိုက်သည် စင်စစ်သူအကာအကွယ်ပေးရန်ပြင်ဆင်နေခြင်းမှာအခြားသူများအတွက်မဟုတ်သူကိုယ်သူအတွက်သာဖြစ်သည်ဘုံမူကာဗက်နာရီသည် သူထံသို့ရောက်လာသည့်ပြန်ကြားချက်များကိုကြည်ကသူမျက်စိများကိုသူမယုံနိုင်အောင်ဖြစ်နေ၏ဘုံမူကာဗန်နာရီသည်စာရွက်ကိုလုံးချေပစ်လိုက်ပြီးနောက်ပရင်ပေါက်မှညီ၍အဝေးရှိနှင်းဖုံသောတောင်တန်းကြီးများကိုငေးကြည့်နေသည်လွန်ခဲ့သည့်တစ်ပတ်က အာဖဂန်ဇော်ဝါသည်မိမိတို့အတွက်အားထားရသော မဟာမိတ်တဦးဖြစ်သည်ဟုစင်မလာသို့အစီရင်ခံစာပို့ခဲ့သည်ယခု ထိုအားထားရသည့်မဟာမိတ်သည်ပျော့ညံ့သောအတုံးမဝင်သော တရေဘောကြောင့်သောလူညံ့တူဖြစ်နေပါဘကော။ဘာမျှအာမထရသည့်ကျူပင်ကလေးတစ်ပင်ဖြစ်နေပါဘကော။မိမိသည်မတိသားဆိုးဝါးစွာဖြင့်မိမိ၏တန်ကိုယ်စလဲအဖွဲကိုထောင်ချောက်ကြီးတစ်ခုထဲသို့ခေါ်လာခဲ့မိပါဘကော။ဗြိတိရှအေဂရီဘီယမာကြီး၏တန်ကိုယ်စလဲအဖွဲကြီးကပူးရွှေညန်းသို့ရောက်သည်မှာဘာကြသေးသနည်း။တည်ခြင်း၆ပတ်မျှသာရှိသေးသည်မဟုတ်လော။၄၂ရက်မျှသာရှိသေးသည်မဟုတ်လော။အာဖဂန်နစ္စတန်သို့လာခဲ့စဉ်တုန်းကမူဘုံမူကာဗနာတွေတွင် ီမံကိန်းတွေအပြည့်ပထမခြေလှမ်းအနေဖြင့်အာဖဂန်နစ္စတန်တွင်ဗြိတိရှစစ်တပ်စခန်းချထားမည်ထို့နောက်ဟိန်နူကော့တောင်တန်းကြီးပေါ်တွင်ယူနီယံဂျက်အလံကိုစိုက်ထုံမည်ထိုစဉ်က Ashcore Ashore ကမိမိလက်ကင်ပြုသည့်ရှေ့တန်းပေါ်လစီကိုအကြောက်အကန်ကန့်ကွက်ခဲ့သည်အာဖဂန်လူမျိုးသည်အလွန်မာနကြီးသည့်လူမျိုးဖြစ်ကြောင်းအလွန်တက်တီကောင်းသည့်လူမျိုးဖြစ်ကြောင်းအခြားလူမျိုးတစ်မျိုး၏အုပ်ဆိုးမှုကိုညီသည့်ညီငယ်မျှငုံခံမည်လူမျိုးမဟုတ်ကြောင်းဖြင့်ပြောခဲ့သည် ရာဇဝင်အထောက်အထားများဖြင့်သက်သေပြခဲ့သည်တို့ရရင်ထိုစဉ်ကသူလက်မခံတို့ကိုဒီလိုလုပ်ရင်တော့အိန္ဒိယဘီရင်ကန်ချုပ်ကဘယ်ကြီးနဲ့မှတီးခတ်မှာမဟုတ်ပါဘူးစစ်တပ်တတလှုပ်ပြီးစော်ပွားကိုဖြုတ်ချမှာအမှန်ပဲဒါပေမဲ့လူအသက်တွေဘလောက်ဆုံးရမယ်ဆိုတာတော့မပြောတတ်ဘူးမဟုတ်ဘူးစော်ပွားစီကိုစာရေးအကြောင်းကြားရအောင်မယ်ငါတို့ကိုကယ်ဆယ်တာဟာငါတို့အကျိုးအတွက်သာမဟုတ်ဘူးသူအကျိုးစီးပွားလဲပါတယ်ဆိုတာ तू သိအောင်ပြောရမယ်ငါတို့ကြာဆုံးရင် तू လည်းကြာဆုံးရမှာပဲဆိုတာ तू နားလည်အောင်ပြောရမယ် တို့ရရင်အချိန်မရှိစူပူသူများသည်လက်နက်တိုက်ကိုဖောက်ကာရိုင်ဖယ်များခဲရဲမီးကြောက်များကြီးကပတ်များကိုယူလာကြကတန်သေးဝင်းစီတို့လာနေကြပြီ အချို့ကလမ်းမတက်လျှောက်တွင်တနက်တွေတတိုင်းတိုင်းဖောက်နေကြပြီတချို့ကတန်သေးဝင်းဘေးပတ်ပတ်လည်းရှိဂုံထိတ်မှအိမ်များပေါ်တို့တက်ကုန်ကြပြီခဏကြာနေအောက်ကြိုက်ထဲတွင်ရှိတန်သေးဝင်းထဲတွင်ပိတ်မိနေသည့်သူတို့အဆောင်တပ်ဖွဲ့ကိုဝိုင်းတိုက်ကြတော်မူတန်သေးဝင်းထဲသို့ပြစ်လိုက်သော ပထမဆုံးသက်နှက်တန်ကိုကြားလိုက်သည်နှင့်ဗိုလ်မှူးကာဗက်နာရီသည်နိုင်ငံရေးသမားနှင့်တန်တမန်တယောက်အဖြစ်မှစစ်သားတယောက်အဖြစ်သို့တမဟုတ်ချင်းပြောင်းလဲသွား၏ဗိုလ်မှူးကာဗက်နာရီသည်စော်ဘွား၏ပြန်စားစားရွက်ကိုလွှတ်ပစ်လိုက်ပြီးနောက်ရိုင်ဖယ်တစ်လက်ကိုဆွဲကာအရာရှိရိတ်သားခေါမို့ပေါ်သို့တက်လာခဲ့ပြီးခက်စောစောက စုပုံထားသည့်ပရိဘောကများနောက်ွယ်မှနေ၍တန်ကျဲကိုစတင်ပြက်ခတ်နေသည့်အစုကိုချိန်ထားလိုက်သည်အရာရှိရိတ်သားခေါမို့မှာတန်ကျဲဝင်းကျဲတွင် အမြင့်ဆုံးဖြစ်၏ ထိုနေရာမှကြည့်ရင်လက်နက်တိုက်ကြီးကို အထင်းသားမြင်နေရသည်အလွန်ဆုံးဝေးရင်ခိုင်းနေရာလောက်သာရှိလိမ့်မည်လက်နက်တိုက်တွင်လူတယောက်ရက်ခါရင်းစည်းတက်နက်များကိုထုတ်ပေးနေသည်ဘုံမွကာဗန်နာရီသည်ထိုလူကိုပြစ်ချလိုက်၏ထိုလူသည်လက်နက်ဖက်မြောက်ကနောက်သို့လဲကျသွားသည်ဘုံမွကာဗန်နာရီသည်နောက်တစ်ကြိမ်ကြည်ထိုးကထပ်၍ပြစ်သည်ထိုအခါ၌ကဘေးပတ်လည်းအိမ်မိုးများပေါ်တွင်ရောက်နေကြသည့်စူပူသူများသည် အတန်လာရာစီသို့မှန်း၍ပြစ်နေကြသဖြင့် သူ့အနီးတွင်ကြည်စံတွေဝဲနေသည်။တို့ရရင်ဘုံမူကာဗန်နာရီတတိမထားမီ။ဝင်းထဲတွင်အမျိုးသမီးများသည်ကျမ်းမာများလိုကြောက်လန့်တကြားဖြင့်ဟိုပြေးသည်ပြေးပြေးလျက်ရှိ၏။စစ်ပါရီတယောက်သည်အမျိုးသမီးများအားမြေတိုက်ဆောက်ထားသည့်အစီကံတန်ရများစီသို့အတင်းမောင်းလျက်ရှိ၏။တို့ရရင်ထိုအရာများကိုလည်းဘုံဖုံးကာဗန်နာရီမမြင်။တန်ထဲဝင်းထဲတွင်တတိုင်းနှင်းနှိမ်ကလေးများကာထားသည့်ရင်ပြင်တွင်အများကြီးရှိသည့်အတွက်တောင်ကုန်းထိတ်တွင်သာဆိုရင် အတော်အတန်စိတ်ချရသည့်ခံချက်ကောင်းတစ်ခုဖြစ်ပေလိမ့်မည်။တို့ရရင်ယခုသူတို့တန်တဲ့ကအောက်ကြိုက်ထဲသို့ရောက်နေသည်။တောင်ကုန်းပေါ်ရှိအိမ်မိုးများပေါ်မှစီးပြည့်လျင်ဘာမျှအကာအကွယ်မရှိ။ယခုရန်သူတို့သည်တန်တဲ့ပက်ပက်လေအိမ်မိုးများဘလာဟီစာနမ်းမြို့မှမျောစင်များလက်နက်တိုက်အမိုးများပေါ်တွင်တကြားခဲကိုရင်အောင်သည့်ပမာမဲလျက်ရှိကတန်ကျဲကိုဝိုင်း၍ပြင်နေကြလေပြီ။ဘုံမူကာဗနာရီသည်အင်ကြီးမပြတ်အရာရှိရိတ်သာခေါမိုးပေါ်တွင်အာရမကာ ဇက်ကွင်းပြစ်နေကျင်နေသူတယောက်ပမာပြစ်လိုက်တနက်ကိုကြည်ပြန်ထိုးလိုက်ပြစ်လိုက်ဖြင့်လုံနေသည်အထူးသဖြင့်လက်နက်တိုက်မှထွက်လာသူများကိုတေးကြစွာချိန်ကစိန်ပြေညပြေပြစ်နေသည်ဘုံမှုကာဗက်နာရီသည်အလွန်လက်ဖြောင့်သူတယောက်ဖြစ်၏ကိုကျက်ပြစ်ခဲ့ရာယခုအချိန်တွင်ရန်သူ၉ယောက်သူ့လက်ချက်ဖြင့်ကြဆောင်ခဲ့ပြီထိုစဉ်ရန်သူပြစ်လိုက်သောကြည်စံတစ်ခုသည်သူ့ဘေးမှအုပ်ပေါင်းကို ထိကာပြန်လာပြီး ပခုံးကိုရှက်၍မှန်သွားသည်သူ့ကောင်းသည်ငိုက်ကြသွားကား သူခန္ဓာသည်တစ်ချက်နှစ်ချက်တွန့်လင်းပြီးနောက်ငြိမ်သက်သွား၏လက်တွင်ကင်ထားသည့်တနတ်သည်ခေါင်းမိုးပေါ်မှနေ၍အောက်လန်းကြတဲ့သို့ကျသွားသည်အနီးရှိအိမ်မိုးများပေါ်မှ ရန်သူများကဝမ်းသာအားရဩကြသည်မွန်ရှိ၏အိမ်ပရင်းပေါင်းမှ ရက်ကြည့်နေသည့် HD အလန်ကြကြာအွန်လိုင်းမိသည်ဟာမကြသေးဘူးမကြသေးဘူးဟုအော်ပြန်သည်ဘုံမှုကာဗန်နာရီသည်လေးဘက်ကုန်း၍ထလာပြီးနောက်စူးစမ်းရလိုက်သည်နှစ်ဖူးတန်ရာမှသွေးတို့စီးကြနေသည်ဖြင့် သူ့မျက်နာတချမ်းသည်သွေးချင်းချင်းညီရဲလျက်ရှိ၏သူ့အင်ကြီးပခုံးတွင်ကြက်သွေးရောင်စွန်းနှရဲမူမူကဗန်နာရီသည်တရီးတရိုင်ဖြင့်ရက်ညီသည်အိမ်မိုးပေါ်မှတဏ္ဍများကဝိုင်းပစ်နေကြသဖြင့်သူ့အင်ကြီးတွင်ကြီးစံတွေတဖွဲဖွဲကြလျက်ရွှေမိုးထသည့်ခေါင်းမိုးကိုထိသဖြင့်ဖုံမုံတွေထောင်းထောင်းထားလျက်တို့ရရင်ဘုံမူကာဗန်နာရီသည်တနက်ပြီးသူပမာသူ့ကိုတချမ်းမျှမထီဘုံမူကာဗန်နာရီသည်ဒကြီးတရိုင်ဖြင့် အမိုးမှအောက်သို့ဆင်းသည့်လေကားစီသို့လျှောက်သွားပြီးနောက်ခဏကြာနှင့်လေကားကိုဆမ်း၍အောက်သို့ဆင်းလာခဲ့သည်အောက်ထက်တွင်စူပူသူတို့ရံမှလာရောက်ခေါ်အောင်နေကြသည် အစီကံများဖောက်ထားသည့်အပေါက်များမှစူပူသူတို့ကိုပြစ်ခတ်နေသည်ညေချားဆောင်တပ်ဖွဲ့ဝင်များဖြင့်ပြေးလျက်ရှိ၏အမိုးပေါ်မှဒဏ်ရာကြီးဖြင့်ပြန်ဆင်းလာသည်တန်ကိုစလဲအဖွဲ့ကောင်းဆောင်ကိုမြည်သူမျှလှဲ့မကြည့်မိကြဘုံမှုကာဗန်နာရီသည်တခါကအတွင်းဝင်ဝီလျံအိတ်ခမ်းလုထားသည့်အခန်းထဲသို့ဝင်လာခဲ့ကား ကျောင်းလန်ကြီးသည်အစီကံတယောက်ကိုလှမ်းခေါ်ပြီးဒေါက်တာကယ်လီကိုအခေါ်ခိုင်းလိုက်သည်ဒေါက်တာကယ်လီသည်စိုးရိမ်တကြီးဖြင့်ရောက်လာ၏ကိစ္စမရှိပါဘူးကွာရှက်မှန်သွားတာပဲခေါင်းကတော့မူတယ်တယောက်ယောက်ကိုခေါ်ပြီးဝီလျံကိုအရှာခိုင်းစမ်းစော်ပွားစီကိုစာအပုတ်လွှတ်ရမယ်သူ့ကိုပဲအကိုအညီတောင်းရတော့မှာပဲဝီလျံလားကိစ္စမရှိပါဘူးငါဘာမှမဖြစ်ပါဘူးအပေါ်ရန်ရှက်မှန်တာပါကလောင်နဲ့တချောင်းနဲ့စာတရွက်ယူစမ်းကွာလိုက်ရေးစမ်းဘုံမူကာဗန်နာတွေကပါဇက်မှရွပြသည် ဝီလျံကလိုက်ရည်ဤဒေါက်တာကယ်လီကဒန်ယာကိုစေကျော်ပတ်တီးစီးပေးပြီးနောက်အင်ကြီးကိုချက်ခါဝေါ်လီဤအင်ကြီးတထဲကိုကောက်နေပေးလိုက်သည်စာကိုဘသူအပုတ်ခိုင်းမလဲပုံမူကျွန်တော်တန်တဲ့အပြင်ဘက်ကိုထွက်လို့မရတော့ဘူးကျွန်တော်တို့ကိုဝိုင်းထားပြီဂူလန်နာဘီကိုအပုတ်ခိုင်းလိုက်သူ့ကိုငါစီခေါ်ခဲ့စမ်းနောက်ဖေးမလဲဘောက်ကညီပြီးလွှတ်ရမှာပဲဒီကောင်တွေအဲ့ဒီထဲကိုတော့မရောက်သေးဘူးထင်ပါရဲ့ဂူလန်နာဘီမှာကပူးစာတီးဖြစ်ပြီး ရခင်ကညေချားဆောင်တပ်ဖွဲ့တွင်အမှုထမ်းခဲ့ဘူးသည်သူ့အကိုလည်းညေချားဆောင်တပ်သားတစ်ယောက်ဖြစ်၏ကုလန်နာဘီသည်ကပူးတို့ဗြိတိရှ်တန်အဖွဲ့ရောက်ခရဲကချာပရာစီအဖြစ်အမှုထမ်းခဲ့သည်ကုလန်နာဘီသည် စာကိုသူသွားပေးမည်ဆိုကားထွက်သွားသည်ဝီလျံက၆လုံးပြူကိုကိုင်ကတန်တဲနောက်ဖေးရှိ မလွယ်ပေါက်တို့လိုက်ဖို့၏နောက်ဖေးရှိတန်တဲဝင်းတိုင်းသည်ခပ်ပါပါအုတ်တလွာစားလောက်သာရှိသည်ထိုမလွယ်ပေါက်ကလေးမှထွက်ရင်း ဝင်းကဘာလိုရှုပ်နေသောလမ်းကြားကလေးများသို့ရောက်သွား၏ထိုအနီးတဝိုက်ရှိအိမ်များခေါင်းမိုးများပေါ်တွင်လည်းကြည်သူတွေပြေးလျက်တို့ရရင်သူတို့အားလုံးလက်ညက်ကိုစီဖြင့်အထူးသဖြင့်တူမီတက်ညက်များကိုကင်ထားကြသည်သူတို့ကလည်းတန်တဲတဲကိုတချီတချီလှမ်းပစ်ကြသေးသည်ဂူလန်နာဗီသည်မလွယ်တကားကိုအသာဖွင့်ကလမ်းမတစ်ဖက်ကိုဖြတ်ကူးလိုက်၏ထိုဘက်သို့ရောက်ရင်သူတို့အောက်သို့တက်တက်ရောက်သွားပြီဖြစ်သဖြင့် အမိုးများပေါ်မှပြက်သောတူမီတနက်များ၏ရန်ကိုစိုးရိမ်စရာမလိုတော့တဖက်လမ်းသို့ကူးမိသည်နှင့်ဂူလန်နာဗီသည်ဘာလာဟီဇာနမ်းမြို့ခံတပ်သို့ခြေကုံတုပ်၍ပြေးလာခဲ့သည်တို့ရရင်လမ်းကျိုးသို့အကွေ့လိုက်တွင်မိမိနောက်မှအော်သံများနှင့်အတူအပေါ်မှပြက်လိုက်သောကြည်စံများသည် သူ့အနားသို့တဖွဲဖွဲကျလာကြသည်လူအုပ်သည်သူထွက်လာသော မလွယ်ပောက်ကိုတွေ့သွားကြကညံရံတွင်ဖောက်ထားသည့်မလွယ်တကားကိုအတင်းထူရိုက်နေကြသည်ခဏကြာနှင့်လူအုပ်သည်များသည့်ထက်များလာကား တကားကိုတင်းပုတ်များတနတ်ကျင်များနဲ့ထူရိုက်နေကြသည်မဖြစ်ဘူးအပြင်ကရိုက်ဖွင့်ကုန်ကြပြီအထဲကပစ္စည်းတွေပိတ်ဆို့ထားမှဖြစ်မယ်ဝီလျံကမော်ဂျီပန်းကြီးဖြင့်ပြောကဇပွဲကလထိုင်းဆိုဖာအဝတ်သက်တာဘီရိုစသည်တို့ကိုတကားနောက်တွင်ပိတ်ဆို့ထားသည်ဂူလနာဗီမာမူနောက်မှလိုက်လာသူများကိုအဆက်ဖြတ်ပစ်ခဲ့ကဥယျာဉ်တော်တကားမှနေ၍ဘာလာဟီစာနမ်းမြုပ်ခံတက်သေးသို့ဝင်ရောက်သွားခဲ့လေပြီဘုံမူကာဗနာရီအီစာကို စော်ပွားအားပေးခွင့်ပြုတော်လဲသူ့ကိုမူပထမစေတမန်ကဲ့သို့ပင်အခန်းတစ်ခန်းထဲတွင်ပိတ်လောင်၍အဆောင်ခံထားလိုက်စော်ပွားမှာမြည်တို့ပြန်ကြားရမည်ကိုစဉ်းစားနေစေဂူလန်နာဗီသည် ထိုအခန်းကလေးထဲတွင်တဏီကုံစောင့်နေရသည်ဘီအီဇာယွာအနီးရှိစကြက်ထဲတွင်မျက်ရည်ညချသည့်မျက်ရည်သမားများနှင့်အဆောင်များသည်ညံမျိုးဘက်မှ ပြက်ခတ်သည်များကိုကြားနေရသည်ဒက်ဖတာဖတ်တီမဟာမတ်သည် သူတို့အဆောင်တက်များနှင့်တကားဗြိတိရှ်တန်ကိုယ်စားလှယ်အဖွဲ့ဝင်များအား အာဖဂန်တပ်များနှင့်ကဘူးမျိုးသူမျိုးသားများကမုန်တည်နေကြသည်ကိုသိသည့်အတွက်ယခုပြစ်ခတ်တပ်များသည်တန်အဖွဲ့အတွက်အန္တရာယ်ရှိနိုင်သည်ကိုသိလိုက်၏ဒက်ဖတာသည်ပြန်ကျန်းနေသောမြေအိတ်သမားများအားအ мян သိမ့်လိုက်ပြီးနောက်မြေအိတ်သမားနှစ်ယောက်ကိုသာခြံခဲ့ကာကျန်းသူများအလုံးကို အာဖဂန်အဆောက်များလက်သို့အပ်လိုက်သည်ထိုလူများအားတခါကဘင်္ဂလားစစ်တပ်တွင် အမှုထမ်းခဲ့၍ယခုအာဖဂန်မြင့်တက်ရင်တစ်ခုတွင်တိုင်ရင်မှုအဖြစ်အမှုထမ်းနေသည့် ဣဗရာဟင်ခန်စီတို့ခေါ်သွားရင်အမိန်ပေးလိုက်သည်သူတက်မှာဘင်းအီဇာရွာအနီးတွင်စခန်းချလျက်ရှိ၏မြင့်တက်သားနှစ်ယောက်ဖြစ်သည့်အက်ကဘာရှားနှင့်နာရိန်စင်းတို့ကိုမူမိမိနှင့်အတူလိုက်ရန်ခေါ်လာကနမ်းမြို့ခန်တက်စီတို့လာခဲ့သည် သူတို့၅ယောက်သည်ညင်းများကိုဒုံးစား၍စီးလာခဲ့ကြရာခဏကြာနှင့်ကပူးမြို့ရိုးတောင်ပတ်ချမ်းနှင့်တကွာတန်တဲအမိုးကိုမြင်နေရလိမ့်မည်တို့ရရင်အနီးတို့ရောက်သည်နှင့်သူတို့မျှော်လင့်ချက်များသည်တဲတဲရေသွန်ဖြစ်ခဲ့ရလိမ့်မည် အနည်းရှိအိမ်ခေါင်းမိုးများပေါ်တွင်လူတွေခဲကြက်လျက်ရှိလိမ့်မည်။သူတို့အားလုံးအခြေအနေကို သိလိုက်ကြလိမ့်မည်။လူအုံများသည်တန်ထဲဝင်းကိုဝိုင်း၍တိုက်ခိုက်နေကြောင်းကိုသိလိုက်ကြလိမ့်မည်။ထို့ကြောင့်သူတို့သည်ရှားရှက်ဟီတကားမှဝင်းရန်ကွဲပက်၍စီးလာခဲ့ကြပြန်သည်။ထိုနေရာတဝိုက်တွင်လည်းစူပူသူတို့ဖြင့်ပြည်ညီလိမ့်မည်။ကပူးမျိုးတစ်မျိုးလုံးတွင်တက်သားတွေပြေးလျက်တချို့ကတက်တော့ပြန်ပြေးကလက်နက်ခဲရဲမိကြောင်များကိုယူနေကြသည်စူပူသူများသည် ရရလက်ညက်များကိုကိုင်းဆောင်ကတန်တဲဘက်သို့ချီတက်နေကြသည် အချို့ကအလံများကိုလွှင့်ထူကလက်သီးလက်မောင်းတန်းအော်ဟစ်လျက်လမ်းကြိုလမ်းကြားချောင်းကြိုချောင်းကြားအိမ်ကြိုအိမ်ကြားမှလူများသည်လမ်းမပေါ်သို့တက်လာကြကတန်တဲစီသို့သွားနေကြသည်ကပူးမြို့တစ်မြို့လုံးသည်စူပွက်နေပြီဒီမြတောင်ချမ်းစူပူလျက်ရှိသောလူအုပ်ကြီးကြားထဲမှဖြတ်၍တန်တဲသို့အရောက်စီးခြင်းသည် ကိုယ်လေပင်ကိုကြိုးခွင်းဆွတ်သိနေရှိလိမ့်မည်သူတို့အတွက်အကောင်းဆုံးမှာ စော်ပွားရောက်ခမကွက်ခဲ့သည့်ခံတပ်သို့သွားခြင်းဖြစ်၏ဒက်ဖတာသည်ညင်းများကို ပြန်လှည့်ရန်အမိန်ပေးလိုက်ပြီးသူ့မြင်းကိုလည်းနောက်သို့လှည့်လိုက်၏ထို့နောက်နှွေးမြင်းကိုကန့်လန့်ဖြတ်ခါခံတပ်စီသို့စီလာခဲ့သည်သူ့နောက်မှတပ်သား၂ယောက်နှင့်မျက်ရည်သမား၂ယောက်တို့လည်းညင်းကိုစီဖြင့်စီလိုက်လာခဲ့ကြ၏ခံတပ်နားရောက်လာစဉ်သူတို့နောက်သို့လိုက်လာသောအာဖဂန်စစ်သား၄ယောက်ကိုမြင်ရသည်ထိုတပ်သားများမှာမျက်ရည်ရာသို့အဆောင်လိုက်လာခဲ့သည့်တပ်သားများဖြစ်၏မျက်ရည်သမားများကို တပ်သားတစ်ယောက်ထံတွင်အပစ်ခဲ့ပြီးဒက်ဖတာ၏အစုထဲတွင်ပါလာသည့်ငယ်စားဆောင်တပ်မှစစ်တပ်သားကိုတပ်ရန်လိုက်လာကြခြင်းဖြစ်သည်။ရဲရဲသမားနှစ်ယောက်တွင်ဒဇင်ရှိကြီးတလက်စီမှအပါအခြားပါမျှမရှိ။သို့ရာတွင်ငယ်စားဆောင်တပ်သား၃ယောက်တွင်မူမြင်းတပ်သုံးကာပိုင်တနက်ကူစီပါလာကြသည်။ဒက်ဖတာသည်ခါရင်အသင်းချိတ်ထားသည့်ကာပိုင်ကိုဆွဲဖြုတ်လိုက်ကာတနက်မောင်းမော်ရင်တင်လိုက်ပြီးနောက်ဟဲ့ကောင်လေးဘာလို့မလို့လဲ။အနာကက်ရရင်ကက်ကြည့်စမ်း။ အာဖဂန်စစ်သား၄ယောက်သည်ကာပိုင်တနက်များနှင့်ဒဇင်ကြီးများကိုကြီးကနောက်သို့ဆုတ်သွားကြသည်သူတို့က၄ယောက်ညချားဆောင်တပ်သားများက၅ယောက်ထို့ပြင်သူတို့ကမြင်းစီတနက်ယိုယိုညချားဆောင်တပ်ကကာပိုင်ကိုစီနှင့် အချင်းအချင်းမလှတော်သည်ကိုတီးသည့်အခါတွင်အာဖဂန်များသည်ဆဲရီတိုင်းထွာကမြင်းကိုပြန်လှည့်စီးပြေးကြသည်လမ်းတွင်စော်ပွားဤတပ်မှဒက်ဖတာနှင့်အကဘာရှားတို့နှင့်လူမျိုးချင်းတူသောစော်ဝါဤတပ်သားများနှင့်တွေ့သဖြင့် သူတို့ကိုခံတပ်သို့အရောက်လိုက်ပို့ပေးကြ၏ထို့ကြောင့်သူတို့တွေတက်တာရရခြင်းဖြစ်သည် HD သူအခန်းကလေးရှိပရင်ပေါင်းမှလှမ်းကြည့်လိုက်စဉ်ဘီအီစာရွာဘက်မှမြင်းကိုဒုံဆိုင်စီလာသည့်လူငါးယောက်ကိုမြင်လိုက်သည်အဝေးလူမြင့်ကြီးပေါ်တွင်လျင်မြန်စွာရွေရှားနေသောအဆက်အပြောက်အသေးကလေးငါးခုသူတို့နောက်တွင် ဖုန်တွေထောင်းထောင်းထားလျက်တို့ရရင်ထိုလူများသည်မြည်သူများဆိုသည်ကိုမူ H ခွဲကြမသိနိုင်ထိုစဉ်ရိုးရိုးထဲမှလူတစ်တိုင်း သူတို့စီကိုလာဒီကိုမြင်သည့်အခါတွင်ထိုမြင်းစီယောက်ျား၅ယောက်သည်နောက်သို့ပြန်လှည့်ပြေးသည်ကိုမြင်လိုက်ရသည်မြင်းစီသမားများသည်တဖြည်းဖြည်းနှင့်ဝေးသွားကာနယံကြီးကွယ်သွားသည်အပြင်သို့ခေါင်းပြူကြည့်လျင်မြင်နိုင်သေးတော်လဲသူ့ပရင်ပေါက်တွင်တန်တိုင်တွေတတ်ထားသည့်အတွက်ခေါင်းပြူရေမရနယံကြီးကွယ်နေသည့်အတွက်လက်နက်တိုက်ကိုလည်းမမြင်ရသူတို့တန်နေပေးရှိမြေကွက်လက်ကြီးကိုလည်းမမြင်ရထိုကွက်လက်ကြီးမှာအခြားမဟုတ်ဝေါ်လီကဂိုးတောင်ဆောက်ချင်သည်ဟုပြောသည့်ကွက်လက်ကြီးဖြစ်သည် ရန်သူတို့လာရင်ထိုကွက်လက်ကြီးထဲတွင်ခိုအောင်မည်ဆိုသဖြင့်ထိုနေရာတွင်ကိုတော်ဆောက်ရန်စိတ်ကူးခြင်းဖြစ်၏